။ဆုံးမင်္ဂလာပါ။ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမကုတ်တူစူးစီးတင်ဆက်ထားတာပါ။မင်းကင်းမှာပကဖာပအဖာနဲ့ PDF တွေကိုပြည်သူလူထုကဆန္ဒပြနေကြတယ်။သောဝေစုပြောတော့24နာရီပြည်သူတန်ကိုနားထောင်ပါလေစို့ပြည်သူကအနုစီဆိုရကိုအားမလို့အားမရဝေဖန်လို့ရှိရင် Facebook ပေါ်မှာစာလေးတစ်ချောင်းရေးပြီးပြည်သူကဝေဖန်တယ်ဆိုရင်တော့တိုင်းနယ်ပြည်နယ်မြို့နယ်အသီးသီးမှာ 24နှစ်စစ်ကနေနဲ့ချိတ်ဆက်ပြီးတော့အမြန်ဆုံးဆောင်ရွက်ပေးပါတယ်ဆိုဆိုဝေစုပြောခဲ့တာလေဘယ် PD အဖွဲ့ကဘလူအပြစ်တွေလုပ်တယ်လဲဘလူအမားတွေလုပ်တယ်လဲပြည်သူကဝေဖန်ထောက်ပြတဲ့အခါ24နာရီစစ်ကနေနဲ့ချိတ်ဆက်ပြီးတိုင်းနယ်ပြည်နယ်မြို့နယ်အသီးသီးမှာအဖွဲ့အစည်းတွေဖွဲ့ပြီးဆောင်ရွက်နေပါပြီလို့ဇော်ဝေစုပြောခဲ့တာ၃နေ့ရှိပြီလေအချိန်နေကြလို့ကိုပြောတဲ့စကားကဘုံမေ့သွားတာလား အခုမင်းသခင်မှာတပုံမယားနဲ့တပုံသားတွေဆန္ဒပြတာက၃ချိန်ရှိပြီးအခုမှပြတာမဟုတ်ဘူးသူတို့ဗဇက်ကပြူစောထီးရွာလို့ပြူစောထီးပါလို့မပြောပဲပြည်သူလို့ပြောပြီးဆိုတဲ့ကအဲ့ဒီပြည်သူဆိုတာတပုံမယားနဲ့တပုံသားအကျန်းဖန်အားပေးတယ်လေသူတို့ဆန္ဒပြတာ၃ချိန်ရှိပြီးအခုမှဆန္ဒပြတာမဟုတ်ဘူးသောဝေဆိုးပြောတယ်24နာရီစက္ကန့်နဲ့ချိန်ဆက်နေတဲ့ချိန်ဆက်စောင့်ကြည့်နေတဲ့အဖွဲကဘယ်ရောက်သွားလို့လဲ။ စကိုင်းတိုင်းဆိုတာခင်ဗျားတို့ထိတ်ထုတ်ထားတဲ့ဒေတာဆိုပြောတော့စကိုင်းတိုင်းရဲ့60ရာခိုင်နှုန်းကို NUG အစိုးရကထိန်းချုပ်ထားပြီဆိုဒါကြတော့ဘာလို့မမြင်တာလဲဒီပြီးတူတန်ဘာလို့ခင်ဗျားတို့နားမထောင်တာလဲเนาะအဲ့မှာသူတို့စိုင်းပုတ်လေးတွေကင်နေတွေ့တာတို့ပြည်သူတွေထောက်ခံတဲ့တော်လန်ကြီးဟာအာနာယူကိုလမ်းခင်းပေးတာမဟုတ်ဘူးလေအဲ့မှာစိုင်းပုတ်ကြီးတွေကင်နေဆန်ထားပြတာမမြင်ဘူးလားသောဝေဆိုးပြောတဲ့24နာရီစက္ကနင်းနဲ့စောင့်ကြည့်ပြီးပြီးသူတံကိုနားထောင်ပြီးစောင့်ရွက်နေတဲ့အခွဲတွေဘယ်သွားပြီးအိမ်ပျော်နေကြတာလဲ အန်ယူဂျီဝင်ကြီးများတဲ့လေထဲမှာပဲနေမနေပါနဲ့မြေပြင်လဲစီးကြည့်ပါဦးနဲ့နော်ပြည်သူဆန္ဒနဲ့မညီပဲနဲ့လောင်မီကျုံးပေါ်မှာရွှေမျိုးမောင်းခြင်းအလိုမရှိခရိုနီနဲ့ပေါင်ရွှေမျိုးမောင်းအာနာရှင်လက်တဲ့အလိုမရှိတဲ့နော်ဆိုင်းပုံကြီးတွေအကြီးကြီးတွေပဲဆန္ဒပြနေကြတာပြည်သူတွေရဲ့အသက်အိုးဝင်ဆုံးလို့ခက်ပေးဆက်ခဲ့ရတာကတော်လန်စီးပွားသမားတွေချမ်းသာဖို့အတွက်အန်ယူဂျီအစိုးရကလုပ်နေတာလားတဲ့ နော်အဲမှာစိုက်ဖို့တေကမိဆန္ဒပြနေကြတာရွှေမြိုတိုက်ပြီးချမ်းသာနေတာပြည်သူကတည်ကြတယ်နော်တဲ့မြေပြင်စင်းကျပအန်ယူကြီးတဲ့သူတို့ဆန္ဒပြတာ၃ချိန်တော့ရှိပြီတနာပါတယ်ဇော်ဝေစိုးပြောတော့24နာရီစက္ကန့်နဲ့ချိတ်ဆက်ပြီးတော့ပြည်သူအတန်ကိုနားထောင်နေပါတယ်အမြန်ဆုံးဆောင်ရွက်ပေးနေပါတယ်တဲ့ကိုပြောတဲ့စကားကိုကြာလို့မေ့သွားတယ်ထင်တယ်ရှင်မေ့ပေးမယ်ကျမကမမေ့တော့ခက်တယ်နောက်ထပ်တဲ့တင်တော့ ဖောင်ပြင်းမြို့နယ်ကပါကဖတာဝန်ခံတို့တာဝန်ပြက်ကပ်မှုနဲ့ရာထူးကရက်ဆိုင်ခံရပါတယ်တဲ့။ဇာတ်တိုင်းဒေတာကြီးဖောင်ပြင်းမြို့နယ်မှာပါကဖတာဝန်ခံဥပြုံချုတာဝန်ပြက်ကွက်ပြီးတော့စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက်ရာထူးကရက်ဆိုင်ခံရပါတယ် ဒီဘာမဟုတ်တယ်မြို့နယ်ပါကဖနေကြတော့စီမံခန့်ခွဲမှုညံပြင်းလို့ရာထူးကဆိုင်ငံ့နေဆိုရင်အန်ယူဂျီကျမ်းမာရေးဝန်ကြီးဇော်ဝေစုအန်ယူဂျီပညာရေးဝန်ကြီးဇော်ဝေစုတော်လည်ရေးကတောင်ငူရောက်နေပြီးနောက်နှစ်2024ဆိုရင်နေပြီးတော့ဟိုတိမ့်ပြီဆိုပြီးဗျံပရာပြောခဲ့တာကြတော့ခင်ဗျားတို့ဘာလို့ရာထူးကမဆိုင်ငံ့တာလဲခင်ဗျားတို့အဲ့ဒီလိုပဲမရှိခိုးလို့မလှဆုံးမျိုးဆိုပြီးတော့အောက်ခြေကပါကဖအပါအဖလေးတွေပဲခင်ဗျားတို့ကထိုးကျွေးနေရတာ ဟမ်ဘာလို့လဲအနုကြီးခွင်ကြီးချုပ်မန်းဝန်းခိုင်တဲ့ပြောတာအနုကြီးကဝေရောက်ဆိုးရောက်ဖွဲ့လို့မရပါဘူးတဲ့ဒါကြောင့်မို့အနုကြီးဝင်ကြီးတွေအကုန်လုံးမြန်မာပြည်တွင်းထဲကိုပြန်လာကြပါတဲ့အခု2025တလပိုင်းကခေါ်ခဲ့တာအခု17လပိုင်းဖြစ်နေပြီ2025အကုန်ဘူတလပဲကျန်တော့တယ်ဘယ်ဝင်ကြီးတွေဝင်လေးတွေမြန်မာပြည်ထဲကိုပြန်လာပြီးတော့အခုလက်ရှိမြန်မာပြည်မှာရုံးဆိုင်နေတယ်လေဒီကောင်နေကြတော့တာဝန်ပြက်ကွက်မှု တာဝန်ပြက်ကွက်မှုစီမံခန့်ခွဲမှုညှဉ်းပန်းမှုအဲ့ဒီအမှုတွေနဲ့ဘာလို့ရာထူးကမရက်ဆိုင်တာလဲဟမ်ရှင်တို့ကဟိုမြင်းနေရလှန်ဆိုင်တဲ့ပကဖတာဝန်ခံဖောက်မြင်မျိုးနဲ့ပြုံးချိုကြတော့တာဝန်ပြက်ကွက်လို့စီမံခန့်ခွဲမှုညှဉ်းပန်းလို့ရာထူးကဆိုင်ရနေတယ်သူပြောတယ်သမရလက်ရှိဝကိုယ်တိုင်အမိန့်ထုတ်ပြီးတော့မြမပြည်တွင်းနဲ့ကိုပြန်လာရမယ်လို့ခေါ်တာသမရစကားသမရလက်ရှိဝစကားဘသူကမှဖနှက်ချားတော့မညက်တာကြခင်ဗျားတို့ဘာလို့မဆိုင်ငံတာလဲ ာလို့အရေးမရှိတာလဲဘာလို့အပြစ်မပေးတာလဲအခု2025တလားပိုင်းစကိုင်းတိုင်းမှာအန်ယူဂျီအစိုးရရုံဖွင့်ပါမယ်ဝင်ကိုလက်ပြောခဲ့တယ်အခုမဖွင့်နိုင်ဘူးဒါဆိုရင်ဘာလို့တာဝန်ပြတ်ကွက်မှုနဲ့စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုပြီးဘာလို့ခင်ဗျားတို့ရာထူးကမဆိုင်နိုင်တာလဲเนาะအခု မင်းခင်မှာဆန္ဒပြရတယ်ဆန္ဒပြတာတွေကဖေမျိုးတွေစီမံရွှေမျိုးစီမံကိန်းတွေဖေမျိုးတိုက်လို့ဆန္ဒပြရတယ်အဲ့ဒီဖေမျိုးတိုက်တာတွေကအန်ယူဂျီတယန်စာတရေးရဝင်ကြီးရဲ့လက်မှတ်နဲ့တရေဝင်ပတုံတို့ပကဖ PDF တွေဟာရွှေမျိုးလုံနေကြတယ်ဒါအဲ့ဒီတယန်စာတရေးရဝင်ကြီးတင်ထုံးအောင်ပြောခဲ့တာတော်လန်ရေးကိုနှစ်နှစ်နဲ့ပြီးတိုက်မယ် တော်လှန်ရေးကအခု၄နှစ်ပြည့်လို့၅နှစ်ကျော်ရောက်လာပြီဒီအတရားစာတရေးရဝင်ကြည့်ကြတော့ဘာကြောင့်တာဝန်ပြက်ကွက်မှုစီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုပြီးရာထူးကမရဆိုင်တာလေဖြေကြတယ်ဖြေကြတယ်တောင်းကြတယ်နောက်ထပ်တရင်ပို့စကိုင်းတိုင်းကနေမြို့နယ်တရားသူကြီးအဖွဲ့ဥက္ကဋ္ဌဒေါ်ပန်ထွာနဲ့မြို့နယ်တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ဥက္ကလုံဥစာမနေနဲ့ဥပင်လုံတို့၄ဦးကိုတာဝန်ကနေရနာထားပါလေ။ ိုးကနေမှရှိတဲ့အောက်ခြေက မျက်နှာမွေးကျုံးမွေးမရှိခွန်လို့မလားဆုံးယူဒီလိုလူတန်းစားကြီးကြတော့မြေနဲ့ရလှန်ဆိုင်ပြီးယာတို့ကရက်နာတယ်အာဂတိမှုငွေကြွေးအလွဲသုံးစားမှုဒါဆိုရင်ဆရာပြေးကတော့ပြူပြူတင့်လို့ Dragon Fly ငှက်ကန် project ကအမေရိကန်ဒေါ်လာ6တန်းပေါ်ဒီကြီးခိုးစားသွားတာကြခင်ဗျားတို့ NUG ဆိုရကဘာလို့မဆိုင်ငံ့တာလဲဘာလို့ယာတို့ကမရက်ဆိုင်တာလဲဘာလို့အပြစ်မပေးတာလဲဟမ် ကျမမင်းမေဆီယာပြေကဒေါ်ဖီဘူတင်းတို့မိခင်ဒေါ်လာ6တန်းခိုးသွားတယ်ဆိုတဲ့အကြောင်းကိုအဲ့မှာတက်ကောင်မွန်းမျိုးတို့မအာရင်ရင်တို့ပြောရတာသူတို့ပါဇက်ကလည်းအမျိုးထွက်ဖင်ရလည်းလိတ်ကောင်းထွက်နေပြီအဲ့ဒီအတန်ကြီးကြတော့ခဏတို့ဘာလို့နားဆိုင်မထောင်တာလဲခဏတို့ကိုယ်တိုင်ကကြားရကြောက်လို့ရှိရင်ဤကိုရှင်ကြီးကြားချက်ဆို animal fan ဖြစ်နေတယ်ဒါကြောင့်မို့ animal fan ဆိုတဲ့အကြောင်းကိုထက်ခါထက်ခါပြောခုတယ်ခဏတို့ကစာမတက်တော့အဲ့ animal fan ကိုမဖတ်တတ်ဘူး ဟိုဟောင်းစီတို့ဟောင်းမြက်လောင်မြက်ကျော်တို့ဆိုပို့ဆိုရယ်စာမတက်ပင်မတက်ရှစ်တန်းလောက်တောင်မအောင်နဲ့ကောင်းနေဆိုတော့ animal fan လေသူတို့ဖတ်တတ်မှာမဟုတ်ဘူးခင်ဗျားတို့မဖတ်တတ်မှာဆိုလို့ကျမမြမလို့အခင်ဘာတောင်းဘာသာပြန်ထားတဲ့ခြေလေးချောင်းတော်လည်းရေးဆိုတဲ့ဝတ္ထုရှိတယ်ရှာဖက်ကြည့်လို့ပြောတော့လည်းပဲညံမမိဘူးတကယ်ခင်ဗျားတို့က animal fan နေတယ်ပြောရတော့တက်နာတယ်ဒီနေ့ပြောမယ့်အကြောင်းအရာနှစ်ခုပါ ချမ်းချမ်းခေါ်ဝမ်းကွမ်းကိုအထူးယူသင့်တဲ့အကြောင်းနဲ့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ဒန်းနူခွင့်ပြုပေးတဲ့အကြောင်းလက်ရှိမှာချမ်းချမ်းခေါ်ဝမ်းကွမ်းကလိန်ကုံကူးတဲ့အဖွဲ့တွေနဲ့နှစ်ပင်လေးနဲ့အတွက်ပြဿနာတက်နေတယ်အားလုံးသိရမယ်ထင်တယ်ဆိုတော့အားလုံးသိတဲ့ကိစ္စဆိုရင်တော့ကျွန်မမပြောဘဲနဲ့လက်ရှောင်နဲ့အားလုံးမသိတယ်မမြင်တဲ့ရှုထောင့်တစ်ခုကချမ်းချမ်းဟာတူတမီလေးကိုခရီးရန်ဘာသာလေးကိုထဲလိုက်တယ် ဒါကြောင့်မို့လို့ခလေးရဲ့အဖေဖြစ်တဲ့ဖုံးတိုက်ကဘုရားဘာသာဝင် ဖြစ်တော့သူတမီးလေးကိုအတင်းဘာသာရေးအာစီယုံမြခရိယဘာသာဝင်နဲ့ထည့်လိုက်လို့ခလေးရဲ့အဖေကပောက်ကွဲနေတာမျိုးပေါ့နော်ဆိုတော့ချိန်ချိန်ကသူကိုယ်ရဲ့ခရိယဘာသာဝင်ဖြစ်တဲ့အတွက်သူတမီးကိုခရိယဘာသာဝင်ဖြစ်အောင်ခရိယကိုယုံကြည်အောင်သူစိတ်ယုံနိုင်နဲ့တည်တွင်းနိုင်နဲ့ချမ်းချမ်းတော်တယ်ကျမတို့ဒီလေဘုရားဘာသာဝင်ဖြစ်တဲ့အတွက်ကျမမှာဆိုရင် တူလေးတွေရှိရယ်တူမလေးတွေရှိရယ်ကျမတို့ကလေးတွေကို အဖေအမေလို့မခေါ်တတ်စင်စကားမပြောတတ်သေးတဲ့အရွယ်လေးကစပြီးတော့ဖះအကြောင်းကြောင့်ရှေ့ရောက်လို့ရှိရင် လက်အုပ်ချီပြီးတော့ဥတော်လို့တင်ပေးတယ်။တခြားသောဘုရားဘာသာဝင်တွေလက်ထီလို့ပဲတချို့အဖိုးအဖွားကြီးမိဘတွေနော်အကိုတွေအမတွေအတော်တွေဥလေးတွေအနေနဲ့ကမိမိတို့ရဲ့မျိုးဆက်ကိုဖះအကြောင်းကြောင့်နေသွားတဲ့အခါဥတော်ဥတော်လက်အုပ်ချီတတ်အောင်တင်ပေးကြတယ် ဘာလို့လဲကိုကိုတိုင်းကယရနာ၃ပါးကိုတတ်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက်မိမိတို့ရဲ့သားသမီးမျိုးဆက်ကိုလည်းပဲလူမှန်းတိတဲ့စအရွယ်တွေကဖယားမြင်ဦးခြားတောင်းတန်ခါမြင်ရဲ့လက်အုပ်ကြီးတောင်းတင်ပေးကြတယ်။ချမ်းချမ်းဒီလေခရိယံဘာသာဝင် ဖြစ်တဲ့အတွက်သူယုံကြည်ရခရိယံကိုသူသမီးတို့သူတင်းသွင်းနိုင်နေစိတ်ယုံနိုင်နေ။ဒါဆိုရင် မာတို့မြန်မာပြည်မိဘရိုင်းကပဲဘိုးအောင်ဆန်းလူသူရဲ့ကောင်းနေမွေးရမေဘိုးအောင်ဆန်းရဲ့သမီးအောင်ဆန်းစုကြည်အရိယာမာကြီးပါဆိုတဲ့ဒေါအောင်ဆန်းစုကြည်မြန်မာပြည်ကလူငယ်တွေကိုဖိဖိလိုဖြစ်စေချင်ပါတယ်ဆိုတဲ့ဒေါအောင်ဆန်းစုကြည်ကသူ့မွေးရဲ့သားအလက်ဇန်းဒါအဲရီနဲ့ခင်အဲရီကိုဘာကြောင့်နမောတတလောက်တော့တင်မပေးခဲ့တာလဲသူသားတကယ်ဗုဒ္ဓဘာသာကိုတဝင့်ယုံကြည်တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်လို့ရှိရင် ူသားတွေဟာသူ့ရဲ့တုံ့ပြန်ဆုံးမမှုအောက်မှာရှိခဲ့တာเนาะဘုရားဘာသာဝင်တို့ရဲ့သားသမီးတီအသက်၄နှစ်အရွယ်တဲ့ကနမောတတနဲ့ဗုဒ္ဓသာရဏခိစ္စာမီလောက်တော့ရက်ဖက်ပူဇော်တတ်ကြတယ်တောင်အောင်ဆန်းစုကြည်မြမပြည်ကိုပြန်လာပြီး၈၈အရေးခင်းမှာနိုင်ငံရေးလေကြုံစည်းတဲ့အချိန်မှာသူ့သားတွေဟာအသက်၁၀နှစ်ကျော်၁၀နှစ်ဆိုတဲ့အရွယ်တီအနည်းဆုံးတော့နမောရှစ်ခိုးပါပြီဗုဒ္ဓသာရဏခိစ္စာမီဒီလောက်တော့နားလည်အောင်သင်ပေးနိုင်ရမယ်သူဘာကြောင့်မသင်ပေးခဲ့တာလဲ ဒီနေရာမှာဒေါ်ဆန်းစုကြည်ကချမ်းချမ်းခေါ်ဘွမ်းခွမ်းရဲ့ခြေပြားတော်မမီပဲညံ့ဖျင်းတော်ကိုတွေ့ရတယ်။ဒါကြောင့်မို့လို့ဘုရားဘာသာဝင်ဒီအနေနဲ့ကမိမိတို့သားသမီးတွေကိုအမွေပေးဖို့လိုပါတယ်။နောက်တစ်ခုကတော့ရခိုင်တကြက်ဆိုရင်ရိုဟင်ဂျာတကြက်ပဲတန်းတို့အခွင့်အရေးရစေရမယ်ဆိုပြီးတော့လူဦးတော်လည်းအောင်မြင်တဲ့အခါမှာရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ်သတ်မှတ်ပေးပါမယ်ဆိုတဲ့အန်ဥကြီးလူခွင့်ရေးဌာနကလူခွင့်ရေးဝင်ကြီးနဲ့ ငါတို့နိုင်ရင်ဘုံမာတွေဂျားနေတွေအတာကူတွေအကုန်တက်ပြစ်မယ်ဆိုတဲ့ဆရာဝန်လူသက်သမားဒေါက်တာမြောက်ဝီတို့ကိုမြင်စေခြင်းကြားစေခြင်းသိစေချင်ပါတယ်မြန်မာပြည်ရဲ့ပညာရေးကဘာမှတုံ့ဆားလို့မရဘူးမြန်မာစာမြန်မာစကားမြန်မာစာပေကမြန်မာပြည်မှာဘွဲရလဲသူများနိုင်ငံမှာပကံစီးရတာပဲဘာမှစောက်တော့မကြတဲ့ပညာရေးပါဆိုပြီးကိုယ်နိုင်ငံကိုပုံကန်နေတဲ့မြန်မာတွေကိုသိစေခြင်းမြင်စေခြင်းကြားစေခြင်းလေမြန်မာရောင်တို့လောက်မှမှာ မြန်မာဖြစ်ပြီးတော့မြန်မာစိတ်ဓာတ်မမွေးနိုင်နဲ့เนาะငွေဝဲကြုံအနောက်နိုင်ငံကိုအထင်ကြီးပြီးကိုယ့်လူမျိုးကိုနှိမ့်ချနေတဲ့လူလန်းစားတွေကိုကျွန်မမြင်စေချင်တယ်ရခိုင်တကြက်ဆိုရင်ရိုးရတကြက်တန်းလူခွင့်ရေးပေးမယ်ဆိုရင်အန်လူကြီးကလူခွင့်ရေးဝင်ကြီးကိုကျွန်မမြင်စေချင်တယ်ငါတို့တော်လန်ရေးအောင်တဲ့အခါမှာဘောမာရီချားကုချားနေတဲ့တာကူးတွေအကုန်တတ်ပြမယ်ဆိုတဲ့ဒေါက်တာမြဝိကြီးအနေနဲ့သူ့သမီးလေးကို ဒီလိုမျိုးမြမစားမြမစားကမြမနိုင်ငံငါတို့နိုင်ငံမြမပြည်ကတို့ပြည်မြမမျိုးကိုချစ်ပါဆိုတဲ့မျိုးချင်းစိတ်တွေတင်ပေးရလားကျွန်မသိချင်ပြီလေဟိုလင်းလင်းတို့ချစ်သူဝေတို့ဆိုရင်လည်းဒီလိုပဲသူ့သမီးလေးတွေနာမည်ကိုတော့မေးထားတယ်မေးမြမတစ်တို့မေးမြမခက်တို့ဒါပေမဲ့မြမပြည်ကိုချစ်တတ်အောင်မြမစားမြမစားကိုချစ်တတ်အောင်တင်ပေးရလားဒါဆိုရင်မေးမြန်မာခေတ်မုံနဲ့မေးအမေရိကန်တစ်မေးအမေရိကန်ခေတ်နာမည်ပြောင်းတင်တယ် ကျွန်မအရင်တည်းကပြောတယ်သူတို့လူမျိုးတွေကလူမှန်းသိတတ်တာစကားပြောတတ်စာအရွယ်တည်းကဒီမြန်မာနိုင်ငံငါတို့နိုင်ငံဒီနိုင်ငံကိုငါတို့ပိုင်နေဆိုတဲ့အတွေးခေါ်ကိုခေါင်းနဲ့ရိုက်ထည့်ပေးထားတာလို့ကျွန်မပြောတယ်ကျမတို့မြန်မာမှာခလေးတငယ်တွေဘာဖြစ်နေကြလဲ။ဟိုးမူဂျိုအရွယ်တွေက International School တွေမှာထားကြတယ်။အင်္ဂလိပ်ကျောင်းတွေမှာထားကြတယ်။ နိုင်ငံသားကိုအထင်ကြီးတယ်။တာသမီပေါ်မှာပညာတတ်ဆိုင်ခြင်းနဲ့လောဘအရန်ကြီးတယ်။အရန်ကြီးရောနိုင်ငံသားအကြောင်းတွေထားရောမြန်မာစာမြန်မာစကားတောင်ကောင်းကောင်းမတက်ကြတဲ့လူငယ်တွေများလာတယ်။ဒါကြောင့်မလို့လဲကျမတို့ကဖုန်းတော်ကြီးတွေပညာရေးအကြောင်းဘာကအကြောင်းတွေကိုအားပေးတဲ့နေလို့ပြောတာ။ ဖုန်းတော်ဤတဲ့ပညာရေးအကြောင်းတွေမှာကအတန်းအကြောင်းပညာပြင်နှလုံးသားနဲ့အုံနောက်ကိုပါဘာသာရေးအသည့်တွေသင်ပေးတဲ့ဒီလိုမျိုးဘာကအကြောင်းတွေကိုကျမတို့ကအားပေးအားမြောက်လုပ်ဖို့လိုတယ်။ဓမ္မစကူတွေဆိုလို့ရှိရင်လည်းဒီလိုပဲကျမရှေ့အင်းတွေကပြောခဲ့ဘူးတဲ့။နောက်ဓမ္မစကူရေကြီးလေးမှာတင်တန်းကခလေးတသေးလေးတွေကိုတင်ရမှာမဟုတ်ဘူးအခုကအဲ့ခလေးတသေးလေးတွေထက်ခလေးကြီးကြီးကြီးတွေเนาะအသက်ကြီးပြီးအချိန်မရှိတဲ့ဟိုမြောက်ဒီမြောက်တွေကပို့ပြီးတော့အတိခောက်ခက်အဝင်နဲ့တယ် ဒါကြောင့်မို့လို့ဓမ္မစကူကိုရင်ကျေးလိမ်မှာတင်နှန်းကိုလည်းအနွေရာသီကြမှာခလေးတွေအတွက်တီးတဲ့ဖွင့်ပေးတာမဟုတ်ပဲနဲ့စနေတနင်္ဂနွေလိုရုံးပေးရမျိုးတွေမှာလည်းလူကြီးတွေအတွက်เนาะတပတ်ရက်ပြတ်တင်နှန်းတစ်လဆိုပြီးတော့တပတ်တစ်လအဲ့ဒီလိုမျိုးရက်ပြတ်တင်နှန်းနဲ့ဖွင့်နေပြီးတော့တင် जा ပေးဖို့လိုအပ်ပါတယ်ဒီအတွက်လည်းဘတ်ဂျက်လိုအပ်တယ်လိုအပ်တဲ့ဘတ်ဂျက်ကိုဗုဒ္ဓဘာသာဝင်ဤအနေနဲ့က လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်အနည်းဆုံး80ရာခိုင်နှုန်းရှိတယ်။အဲ့ဒီ80ရာခိုင်နှုန်းရဲ့တဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းကမှငွေတင်းမတက်နိုင်လို့အနည်းဆုံး30ရာခိုင်နှုန်းလောက်ကတနည်းကိုငွေ90လောက်ထည့်ဝင်မယ်။ဆိုရင်ဒါအနည်းဆုံး3000လောက်ရပါတယ်။ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်80ရာခိုင်နှုန်းရှိတယ်။အဲ့ဒီ80ရာခိုင်နှုန်းကတဝက်40ရာခိုင်နှုန်း40ရာခိုင်နှုန်းမှာနဲ့တထပ်ပြီးလျှော့လာဦးမယ်။မြန်မာနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့30ရာခိုင်နှုန်းကအခုလိုဓမ္မစုဖို့တင်တဲ့အကြောင်းတွေဖွင့်လှစ်ဖို့အတွက်ရည်ကြီးလေမှာတင်တဲ့နေဖွင့်လှစ်ဖို့အတွက်လိုအပ်တဲ့ကုန်ကျစရိတ်နဲ့ဘတ်ဂျက်တွေဟာတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ဗုဒ္ဓဘာသာအသင်းဆိုပြီးတယောက်ကိုလူတယောက်ကိုတနေ့ငွေ90လှူဒန်းရင်တော့မှ30ရာခိုင်နှုန်းသောလူတွေရဲ့ငွေအကုန်ပေါင်းရင်တယောက်ကိုအနည်းဆုံး3000လောက်ရှိတယ်။ အဲ့ဒီလိုမျိုးလူအားကငွေရောဝိုင်းဝန်းပြီးတော့တင်ကြောက်ပူချဖို့လိုပါတယ်ဓမ္မစကူတွေရင်ကျေးလေးမှာသင်တန်းကျောင်းတွေကိုလည်းเนาะတချောင်းတကာတာတေဝါတပုတ်ဆန်မဟုတ်ဖဲနဲ့သဒ္ဒနာရေးနဲ့ရင်ကျေးမှုဝင်ကြီးဌာနเนาะသဒ္ဒနာရေးဝင်ကြီးဌာနရဲ့ဝင်ကြီးဌာနရဲ့မဟာနာဆရာတော်ကြီးတွေအပူပေါင်းပြီးတော့တိကျရတဲ့တင်ရုံညွန့်တဲ့เนาะကလေးတငယ်အရွယ်ဆိုရင်ဘယ်လိုတင်ရုံညွန့်နဲ့လူကြီးဆိုရင်ဘယ်လိုတင်ရုံညွန့်နဲ့ဆိုပြီးတော့ တီးကြတဲ့သင်တန်းအနေနဲ့တိုင်းနိုင်ငံလုံးဖွင့်လှစ်တင်ကြားပြီးတော့အမျိုးသားရေးသည့်ဘာသာရေးအသည့်တွေကိုနှလုံးသားထဲမှာထည့်ထားဖို့လိုအပ်ပါတယ်ဒီကြောင့်ရောကျွန်မအရင်တည်းကနော်နိုင်ငံရေးစီရေးဘာသာရေးဆိုရင်ကောင်းကျန်နေပြောခဲ့ပူတယ်အခုလည်းထပ်ပြောပါတယ်ကိုရီမာကဗုဒ္ဓဘာသာဝင်တွေအဲ့ဒီလိုလုံမယ်လို့ပြောလိုက်တာနဲ့ဟာနင်တို့ဗုဒ္ဓဘာသာဝင်တွေအစုံရောက်တယ်ဆိုတဲ့နာမည်ကြီးကိုအရင်ဆုံးတစိမ့်ကတ်ကြတယ်အဲ့ဒီမှာမိုးစလင်းနေ ရိုဟင်ဂျာအမည်နဲ့မြန်မာပြည်ကိုငါတို့ပြည်ငါနိုင်ငံငါတို့ပိုင်တဲ့မြန်မာစာငါတို့စာပြီးဇွတ်မြန်မာနေတာကြတော့မမြင်ချင်အောင်စောင့်နေကြပါလေ